မင်္ဂလာပါရှင်ကျမတော့ဖူးအီအီနွယ်ပါဒီဗီယိုမြင်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေမှာဆစ်ရှုံနေတဲ့စစ်ကောင်စီတပ်ဟာမြို့ရီရွာတွေစတင်ကြောင်းနေတဲ့ဆေးရုံတွေကိုနေညမရွေးလေချောင်းရေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်လာတဲ့အတွက်စစ်ရေးသတိရှိကြဖို့ရခိုင်မျိုးသားဖွဲ့ချုပ် ULAA ကစက်တင်ဘာလ29ရက်မှာတိုက်တွန်းလိုက်ပါတယ် ရခိုင်ပြည်နယ်ကလူစုလူဝေးဖြစ်စေတယ်လို့ယူဆရတဲ့နေရာတွေကိုလေကြောင်းရေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုပုံမလုံးဆောင်လာနေတဲ့အတွက်ရခိုင်ပြည်သူတွေအနေနဲ့အရင်ကထက်သတိထားကြဖို့နဲ့စစ်ရေးသတိရှိကြဖို့ ULAA ကတိုက်တွန်းပါတယ်စစ်ကောင်စီတပ်က AA နဲ့ရင်ဆိုင်နေရတဲ့တိုက်ပွဲတွေမှာစစ်ရေးရှုံးနေပြီးအတင်းအဓမ္မဆူဆောင်ခံထားရတဲ့စစ်ကောင်စီတပ်သားတွေဟာလည်းတိုက်ခိုက်လို့စိတ်မရှိဘဲထွက်ပြေးတာနဲ့အလင်းဝင်ကြတာတွေနေတိုင်းဖြစ်ပျက်နေတယ်လို့ ULA ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ စစ်ကောင်ရှင်တက်ဟာစက်တင်ဘာလ26ရက်ကတောင်ကုန်းမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့စက်တင်ဘာလ28ရက်နဲ့28ရက်နေ့တွေမှာလည်းတန်တွဲမြို့ကိုလေကြောင်းနက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။စက်တင်ဘာလ29ရက်မှာလည်းပလက်ဝမြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးတော့ရဲသေးတောင်မြို့နယ်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါပါတယ်ရှင်။ ကင်းနီပြည်နယ်ဒီမော့ဆိုဖရူဆိုလန်တကြောမှာစစ်ကောင်စီတပ်ကစစ်အင်အားဖြစ်တင်နေတဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ဘက်ကအကြဆုံများခဲ့တယ်လို့ကင်းနီအမျိုးသားများကာကွယ်တပ် KNDF ရဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်ပြီးခဲ့တဲ့ဩဂတ်လကစတင်ပြီးစစ်ကောင်စီတပ်ကဒီမော့ဆိုမြို့နယ်တွေကိုစစ်ကြောင်းထိုးနေတဲ့အတွက်တော်လိုင်းအင်အားစုတွေနဲ့ထိတွေ့တိုက်ပွဲတွေလက်ရှိအချိန်အထိဖြစ်ပွားနေတယ်လို့ဆိုပါတယ် ဒေါငန်ခါရက်ကွက်မှာတိုက်ပွဲပြင်းထန်နေပြီးဒီမော့ဆိုဖရူဆိုလမ်းဘက်မှာလည်းစစ်ကောင်စီတပ်ကတပ်ဖြန့်ထားတဲ့အတွက် ထိတွေ့မှုတွေဖြစ်နေတာနှစ်လအတွင်းစစ်ကောင်စီတပ်ဘက်ကတိုက်ဆုံမှု20ကနေ90ကြာရှိနိုင်တယ်လို့ KNDF ပြန်ကြားတဲ့တာဝန်ရှိသူကပြောပါရယ် ဒါပြင်စစ်ကောင်စီတပ်ရဲ့စီးရင်တန်းအစီး90ကျော်ဟာဖရူဆိုကနေတဆင့်ဘောလက်ခဲဘက်ကိုဆက်သွားဖို့ရှိနေတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကကီအန်ဒီပီနယ်ထဲမှာစစ်အင်အားတိုးပြီးစစ်ကြောင်းထိုးနေတယ်လို့စစ်ဆောင်ပြည်သူတွေရှိရာနေရာတွေကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံးတိချတိုက်ခိုက်တာတွေရှိနေတယ်လို့သိရပါတယ်ရှင် စစ်ကောင်စီရဲ့စစ်မှုထမ်းဆင်းမှအကျုံးဝင်တဲ့အသက်ကန့်သက်ချက်တွေကြောင့်ကိုရီးယားဘာသာစကားကျွမ်းကျင်မှုစာမေးပွဲ EPS စနစ်နဲ့တောင်ကိုရီးယားနိုင်ငံကိုလုတ်သားတွေဆစ်လွတ်နိုင်တာမရှိတော့ဘူးလို့စစ်ကောင်စီလက်အောက်ခံအစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီ POEA ကနေသိရပါဗျ။ စစ်ကောင်စီကပြည်ပထွက်အလုံးလုံးတာကိုကန့်သက်ထိန်းချုပ်တာတွေလုပ်ပြီးတဲ့နောက်တောင်ကိုရီးယားနိုင်ငံကို EPS လုံသားဆေးလွှတ်မှုရောကြလာတယ်လို့သိရပါဗျ။ဆောင်းဝဲဝဲဖြေဆိုအောင်မြင်ကြပေမဲ့အသက်ကန့်သက်ချက်တွေကြောင့်သွားလို့မရတဲ့အတွက်အလုံးသမားမလွတ်နိုင်တာကြာပြီလို့စစ်ကောင်စီလက်အောက်ခံအစိုးရပြည်ပအလုံးကိုင်အေဂျင်စီ POE ကအမိမဖော်လို့သူတယောက်ကပြောပါဗျ။ စစ်မှုထမ်းစည်းဝင်နေတဲ့အသက်၁၈နှစ်ကနေ၃၅နှစ်အထိအမျိုးသားတွေပြည်ပထွက်ခွာခွင့်ကိုပြီးခဲ့တဲ့ဇန်နဝါရီလ၃၀ရက်နောက်ပိုင်းကစပြီးတော့ပိတ်ထားခဲ့တာဖြစ်ပါတယ်။အဲဒီလိုကန့်သက်ချက်တွေကြောင့်၂၀၂၅ခုနှစ်ဇန်နဝါရီလကနေစက်တင်ဘာလအထိလစဉ်ဆေလွတ်နေကြဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကို EPS လုံသား843ဦးသာဆေလွတ်နိုင်ခဲ့လို့သိရပါပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပအုပ်ကိုပိုင်အုတ်ချုံခွင့်ရဒေသမှာ အော်တိုဝါလာတရက်ကစပြီးမဲစင်းကြည့်ဖို့ရက်ွက်အုပ်ချုပ်ရေးမှုတွေကလိုက်လံကြညာနေတယ်လို့ဒေသခံတွေကပြောပါတယ်။မဲပေးခွင့်စီးရင်တွေကိုရက်ွက်အုပ်ချုပ်ရေးမှုယုံတွေမှာလာကြည့်ကြဖို့စက်တင်ဘာလ29ရက်ညပိုင်းကလှည့်လည်ကြညာတာဖြစ်ပြီးအော်တိုဝါလာ28ရက်အထိစီးရင်တင်ကတ်ထားမယ်လို့ဆိုပါတယ်။အော်တိုဝါလာတရက်ကစပြီးအုပ်ချုပ်ရေးမှုယုံတွေမှာမဲပေးပိုင်ခွင့်ရှိသူဥယျာဉ်စီးရင်ကတ်ထားမှာဖြစ်ကြောင်းညနေ6နာရီလောက်မှာကားနဲ့လိုက်អော်သွားတာလို့ဟိုပုံမျိုးခံက DVB ကိုပြောပါတယ်။ ပြည်သူတွေမဲဆင်းလာကြည့်ပြီးအမားပါနေလာရောက်ပြောဆိုပေးကြဖို့လဲအော်သွားပြီးတော့ပထမအကြိမ်ရှေ့ပြည်မဲဆင်းထုတ်ပြန်လာလို့လည်းဆိုပါတယ်။လာမယ့်ရွေးကောက်ပွဲကို အထူးဒေသ6ထဲကတောင်ကြီး၊ဟိုပုံး၊ပင်လောင်၊စီဆိုင်၊ညောင်ရွှေ၊ရက်ဆောက်၊ကလော၊ပင်တရ၊ဖဲခုံ၊နမ်ဆန်၊မောက်မယ်၊လွိုင်လင်တို့မှကျင်းပဖို့ရှိနေတာပါ။ပိုးထေတာမှာပိုးမျိုးသားအဖွဲ့ချုပ် PNO ပါတီအပြင်ကျက်ခိုင်ပါတီနဲ့တာဆညပါတီတို့ဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေလို့လည်းသိရပါပါရှင်။ ကမ္ဘာအကြီးဆုံးဂိမ်းကုမ္ပဏီကြီးတွေကတခုဖြစ်တဲ့ Electronic Arts EA ကို Sorry အာရေဗျအစိုးရယင်းနှီးမြုပ်နှံမှုရန်မုံငွေအဖွဲ့ PIF သမရထရန်သမတ်ဖြစ်သူဂျရက်ကွန်ရှနာထူထောင်ထားတဲ့ Affinity Partners အပါအဝင်ယင်းနှီးမြုပ်နှံတဲ့လုပ်ငန်းကြီးတွေစုပေါင်းဝယ်ယူဖို့သဘောတူညီလိုက်ပြီးဖြစ်ပါတယ်။ American ယင်းနှီးမြုပ်နှံမှုလုပ်ငန်းတခုဖြစ်တဲ့ Silver Lake လည်းပါဝင်တယ်လို့သိရပါတယ်။အယောင်ရဆုံးဂိမ်းတွေဖြစ်တဲ့အရင်က FIBA ဘောလုံးဂိမ်းအဖြစ်ထင်ရှားတဲ့ EAFC ဂိမ်း The Sims နဲ့ Mass Effect ကိုဖန်တီးတဲ့ EA ကုမ္ပဏီဘက်ကဒေါ်လာ55ဘီလီယံနဲ့ရောင်းချဖို့သဘောတူလိုက်တာဖြစ်ပါတယ်။ဒါဟာချင်းွေပံ့ပိုးမှုအများဆုံးယူပြီးတော့ကုမ္ပဏီဝယ်ယူမှုအဖြစ်ပါသမိုင်းဝင်သွားပြီဖြစ်ပါတယ်။ EA ကိုဝယ်ယူတဲ့ကုမ္ပဏီတွေဟာပြည်မြဒေါ်လာ36ဘီလီယံလောက်ထည့်ဝင်တာဖြစ်ပြီးကျွန်တော်ကချင်းွေဖြစ်တဲ့အတွက်ဝယ်ယူအပြီးမှာဒေါ်လာ20ဘီလီယံလောက်တင်ရှိမှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ကြောင့် EA ရဲ့အများပြိုင် share အားလုံးကိုပြန်ဝင်มาဖြစ်ပြီးပုံမှန်ဈေးကွက်တန်ဖိုးထက်25ရာခိုင်နှုန်းလောက်ပိုပေးပြီးဝယ်ယူมาဖြစ်ပါတယ်။ဒါဟာ Call of Duty game တွေထုတ်လုပ်တဲ့ Activision Blizzard ကုမ္ပဏီကို Microsoft ကဒေါ်လာ69ဘီလီယံနဲ့ဝယ်ယူခဲ့မှုနောက်ပိုင်းဒုတိယတန်ဖိုးအကြီးဆုံး game lock ဝယ်ယူမှုဖြစ်လာပါတယ်ရှင်။ DVM မြန်တန်ကြရတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီအီနွယ်ပါကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်